ဒေါ်လာမျိုးတွေအားလုံးပဲမြန်မာနိုင်ငံရဲ့ယင်းနှစ်တကူဂျန်ချိန်ကာလကနေပြီးတော့စပြီးဒေဘေးလေဘေးငလင်ဘေးနဲ့မအေဘေးတွေထမှာအမြန်ဆုံးကင်းဝေးပါသေးလို့ဆူတောင်းပေးနေတယ်ဒီနေ့ဧပြီလ13ရက်နေ့တနင်္ဂနွေနေ့ရက်ဒင်းတင်ဆက်မှုစီစဉ်ဗီဒီယိုလေးကိုစတင်လိုက်ပါတယ်မျိုးတွေအားလုံးပဲဆုံးဒီကြည့်ရှုအပ်ပေးသွားဖို့ဒီညကနေပြီးတော့အမှန်အောင်စုဖိတ်ခေါ်လိုက်ပါတယ်ခါတဲ့ခါတိုင်းနေ့တည်ဆိုလို့ရှိရှင်စအပ်ပြီးတော့အဲပြောကြပါရရေပဲ့ကြနဲ့ခါတဲ့ခါတိုင်းနေ့တည်ဆိုလို့ရှိရှင်စအပ်ပြီးတော့ ပြောကြပါရဲ့ရေပိတ်ကြနဲ့စူကြညာညာတောင်းကြညာပေါ့နော်အဲ့မဲ့ဒီနေ့မှာဒီနေ့မှာကြတော့တကြံကာလဟာကိုယ့်အတွက်အမျက်ထုတ်နိုင်တဲ့ကာလဖြစ်ပါစေအမျက်ထုတ်နိုင်တယ်ဆိုဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်စိတ်လေးခြင်းမှုပေါ့ဒါတိုင်းဆိုရင်တော့တကြံကာလကိုစိတ်ကိုလှုပ်ပြီးတော့ပျော်ပျော်ပါးပါးနေတဲ့အချိန်ဒီဟာတော့ဒီခါတော့ပြောင်းပြန်ပေါ့ကိုယ့်စိတ်ကိုကိုယ်ထိန်းပြီးတော့ ယ့်ရဲ့ဘဝရက်တည်ရေးအတွက်ကိုဘလောက်လောက်အောင်မြင်မီဖြစ်အောင်လုပ်နေနိုင်လဲဆိုတော့အဲ့ဒါကိုလေ့ကျင့်မှုကိုကိုကိုစမ်းသပ်ဖို့ကာလတစ်ခုနေနဲ့ဟိုနေနေချင်ပါတယ်အလုံးဝမလုပ်ပါနဲ့ဒီတစ်နေ့တစ်ချံဟိုမမကန်ကန်ကြော်သွားလေလို့ရှိရင်နောက်နေ့တစ်ချံကြာလို့ရှိရင်အတိုးနဲ့ပျော်လို့ရပါပဲအဲ့ဒီဟာအတွက်လည်းအကူအညီပေးချင်ပါတယ်ဒါပေမဲ့အခုဒီနေ့မှာတော့အားလုံးရဲ့အကျိုးကိုယ့်ရဲ့အကျိုးအတွက်ကိုယ့်စိတ်ကိုကိုယ်ချင်းပြီးတော့ဟို ။နောင်ကြလို့ရှိရင်ပြန်ပြီးစဉ်းစားလိုက်လို့ရှိရင်ကိုယ်နိုင်ငံအတွက်အင်တာမဂုံယူစရာတရားတစ်ခုဖြစ်အောင်လို့စူးစမ်းကြပါလို့မြစ်တရားခံတင်ပါတယ်။ခင်ဗျားတို့ရဲ့တရားနေ့တော့မသိကျွန်တော်တို့ရဲ့တရားနေ့တို့ချက်ရှုံတော့အကျန်းအချင်းခမရမှာ တော်လန်ကြီးရဲ့ body နဲ့တော်လန်ကြီးကိုချစ်မြတ်လို့တဲ့ပြည်သူတွေဘယ်လိုမျိုးဖြတ်သန်းနေလဲဆိုတော့ဒီဗီဒီယိုလေးကတသက်တူပါပဲအခုမှလည်းကောင်းများများဆုံးရင်ဒီနေ့တစ်ခေတ်လုံးနဲ့ကောင်းများများဆုံးရင်ဘုရားရှိခိုးမယ်အောင်ရှိပါ Hiroshima!

ူစီချုပ်ကနေပြီးတော့မှလက်ရှိတိုက်ပွဲဝင်နေတဲ့စစ်တီတွေကိုကျွန်တော်တခုမေးမယ်ကျွန်တော်မေးမယ်နော်မင်းတို့ဘာလဲမင်းတို့ကမေးမယ်ပြောလိုက်ကြောက်ကြီးကမေးမယ်ပြောလိုက်နဲ့မင်းတို့မေးခွန်းနေပဲထုတ်နေကြတာပဲသူလည်းဘာမှမသိပါဘူးဆိုမှပဲ ိုလေး reaction မလို့တော့ပြီးကမှာတော့ April 13ရက်နေ့ယနေ့ဝင်နေရဲ့ညပိုင်းဒီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုကျဉ်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကောင်းသောသတင်းပုံအနေနဲ့ကတော့စကိုင်းတိုင်း calling မြို့နယ်ရောင်ကုန်းကြီးရွာကိုယနေ့ကြံအကြိုနေ့မှာပဲအချမ်းဘတ်စစ်တဲဟာလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတွေထိခိုက်မှုရှိကြောင်းအဝင်ရှိသူတူဦးကနေပြီးတော့ထုတ်ပြန်ထားပါတယ်။ယနေ့ကြံအကြိုနေ့ April 13ရက်နေ့မိုးလယ်7:00နာရီကျော်ကမှာ ကောလင်းမြို့နယ်ညောင်ကုန်းကျေးရွာကိုမိတ်ချီလာဒီတက်မှတက်လာတဲ့အကြမ်းမတ်စစ်တပ်ရဲ့ Jet Fighter တစ်စီးဟာဒီကြောင်တက်ခဲ့မှုပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။မဲရောင်နိုင်ကတော့သူ့ရဲ့စစ်ခွေးတွေကုန်လုံးကိုရန်အောင်အနားမပေးဘူးဆိုတဲ့သဘောတရားပါ။ပြည်သူတွေရဲ့ဒုက္ခမှုပြစ်မှုကိုလည်းရန်အောင်လုံးဝအနားမပေးဘူးဆိုတဲ့သဘောတရားဖြစ်တဲ့ဒီကြောင်တရားရှင်းမခံရခြင်းနေ့စဉ်နဲ့အမျှပြည်သူတွေကိုဒုက္ခပေးနေမှာသိကြပါပဲ။ကျမစစ်တပ်ရဲ့ဒီကြောင်တက်ခဲ့မှုတွင်သက်သုံးစီရောင်းဝယ်ရေးလုဆောင်နေတဲ့နေရာကိုထိမှန်ကပြည်သူများတည်ဆုံမှုရှိတော်လဲထိခဲ့တဲ့ရန်ရရှိသူတွေများပြားကြောင်သိရှိရပါတယ်။ ဂျမစစ်ကောင်စီအားယခုတကြံကာလာတွင်ပြည်သူများကိုလေကြောင်းတိုက်ခတ်မည်စစ်ဆင်ရေးလှုပ်ဆောင်နေပြီးဒေသမှာအရာရှိနှင့်တပ်သားများကိုနားရက်လုံးဝပေးထားကြောင်းလည်းရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့တခိုင်ပြည်ကြောက်တော်မြို့ပေါ်မှာရက်ကွက်များကိုအာနာသိန်းစစ်ကောင်စီအားယနေ့တကြံအချိုနေ့ဧပြီလ23ရက်နေ့မနက်9:00နာရီခွဲချိန်မှာလည်းဘုံကျဲတိုက်ခတ်ပြန်ပါတယ်။စစ်ကောင်စီက Jet Fighter တိုက်လေရင်တစည်းဖြင့်ဘုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးလင်းငယ်တဦးပေါဝင်ရက်သား2ဦးတည်းမှာလည်းထိခဲ့တဲ့ရရှိကလူနေအိမ်များလည်းပျက်စီးသွားကြောင်းဒေသခံများကပြောထားပါတယ်။ဂျမစစ်ကောင်စီကပေါင်900ဘုံနှလုံးနဲ့ပြစ်ချခဲ့တာပါ။ လမ်းပြင်းနဲ့ရွာမဘက်မှာရှိတဲ့ရွာเจ้าအနီးပေါ်ကြာရောက်ပေါက်ကွက်ခဲ့ပါတယ်လေးတဦးနဲ့နောက်တဦးထဏ်ရတယ်လို့သိရတယ်သေဆုံးသူတော့မရှိဘူးလို့ပြောပါတယ်နေအိမ်တော်တော်များလည်းပျက်စီးသွားတယ်လို့သိရပါတယ်အသေးစိတ်တော့ကျွန်တော်တို့လည်းစုံစမ်းနေသေးပါကျွန်တော်တို့ဘက်မှာကအင်တာနက်လည်းမရဖုန်းလည်းမရတော့တရင်ချက်လက်ဒီကချက်ချင်းထုတ်ပြန်ပို့တော့တခဲပါတယ်လို့လည်းပြောထားတာတွေ့ရှိရပါတယ်နောက်ထပ်တရင်တို့မှာတော့ရန်ကုန်မြို့မှာပျော်ပျော်ရွှင်ရွှင်တီးမှုကြတဲ့ပွဲမှာငိုနေရှာတဲ့ပန်းပရောက်ဖူးတွေလည်းစိုက်ပုတ်ထော်ပြီးတော်လန်တကြံလှူရှားမှုတွေကိုပြုလုပ်ခဲ့ကြပါတယ်ဒါကတော့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့အတိုင်းပဲ ယ်တော့မှဖိလေကြွလေငါတို့လူငယ်တွေဆိုတဲ့အတိုင်းပေါ့ဗျာနိုင်ငံမှာကတော့အမြဲတမ်းရဲရင်တက်ကြွတဲ့လူငယ်တွေကတော့အမြဲတမ်းရှိနေတာတော့အသေးချာတစ်ခုပါပဲစူပါလှူရှားမှုကိုတော်လန်ကျောင်းသားတွေကလူစီကားသောကံတော်ကြီးတွင်အချမ်းပတ်စစ်ကောင်စီကိုစန့်ကျင်တော်လန်သည့်တော်လန်တကြံလှူရှားမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူမှပြည်သူတို့စာနာထောက်ထားရင်းလာမဲ့မဟာတကြံပေါ်တော်ရဲများတွင်မှအသက်ဆုံးရှုံးသွားတဲ့ပြည်သူတွေကိုလွမ်းဆွတ်တန်းတမှုနဲ့စိတ်တစိတ်ကြံနည်းရတွေကိုကျွန်တော်တို့အတူဖြတ်သန်းကြရပါမယ်လို့လည်း တော်လန်သွေးမကုန်တောင်တကုန်တပိတ်အင်အားစုကနေပြီးတော့လဲပြောဆိုထားပါတယ်။အလင်းပြေကြောင့်ပြည်သူများဒုက္ခမြဲ့ရဝင်းနေခြင်းမှာအကြမ်းဖက်စစ်ကောင်စီကလက်လူရှိပြီးတကြံအတွင်းစာနာမှုကင်းစွာအန္တရာယ်ဆက်လက်ဆောက်လုပ်နေခြင်းသည်ပြည်သူများကိုမျက်နှာပြောင်တိုက်လွန်းသည့်လုပ်ရဖြစ်ကြောင်းတော်လန်သွေးမကုန်တောင်တကုန်တပိတ်အင်အားစုကလည်းထုတ်ပြန်ကြေညာထားပါတယ်။နောက်ထပ်သတင်းမှာတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဣဒ္ဓဗျူဟာကုန်းမှာတိုက်ပွဲဖြစ်ပွားပြီးကျမ်းမစစ်တပ်ကလေရင်ဖြင့်ဇက်တိုက်ဘုံကျဲနေကြောင်းဒေသခံသတင်းမိကဖော်ပြထားပါတယ်။ဧပြီလ13ရက်နေ့မှာစတင်ပြီးတိုင်းမြန်မာနယ်စပ်အီးခီလန်းတောင်ကျောမှာရှိတဲ့ ပြန်ပတ်စစ်တရဲ့ပြည်ပြွာကုန်းကိုတော်လိုင်းတပ်ဖွဲ့များကအိမ်ပိုင်ရန်အတွက်တိုက်ပွဲဖြစ်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်အကြမ်းမတ်စစ်တရဂျက်ဖိုက်တာဖြင့်စက်တိုက်ဒီကြောင်းတိုက်ခတ်နေခြင်းဖြစ်ကြောင်းကြီးတွေတိုက်ပွဲများသည့်လက်ရှိချိန်မှာရင်သက်နေကြောင်းသိရှိရပါတယ်။အဆိုပါပြည်ပြွာကုန်းမှာတော့အကြမ်းမတ်စစ်ကောင်တီတပ်သားအင်အားရာနဲ့ချီရှိနေပြီးအခိုက်အမာတဆက်သက်တဲ့စခန်းခုဖြစ်ကြောင်းသိရှိရပါတယ်။တိုက်ပွဲကတော့ဖြစ်နေတာဟုတ်တယ်။လက်ရှိတော့ငြိမ်နေပါတယ်။စစ်ကွေးတွေကတော့လေရင်နဲ့စက်တိုက်ပုံကျဲနေတဲ့တိုက်ပွဲတွေကတော့ဆန့်ဖြစ်တော့ဘူး။တနက်တနေငြိမ်နေတယ်လို့လည်းဒေသခံပြည်သူတွေကပြောဆိုထားတာသိရှိရပါတယ်။အကြမ်းမတ်မှာတော့ပြည်ပြွာကုန်းကိုတင်ပိုက်လိုက်ပြီဆိုတဲ့တည်င်းကောင်းအောင်တော့ကျွန်တော်တို့ ်တမန်ကြားသိအောင်မှာတော့သိကြပါပဲနောက်တစ်သတင်းတော့မှတော့ NLD အစိုးရလက်ထက်ကဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံပိုင်းဂျိုရုစနစ်တီထောင်ရေးလုပ်ငန်းကော်မတီကိုစစ်ကောင်စီကဖျက်သိမ်းလိုက်ပြီးဘူချုပ်ကြီးမြထုံးပေါဝင်တဲ့စစ်ဘိုလ်ချုပ်တွေနဲ့အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ NLD အစိုးရလက်ထက်ကဖွဲ့ခဲ့တဲ့ဖွဲ့ကိုဖျက်ပြီးစစ်ဘိုလ်ချုပ်တွေနဲ့စားထိုးခဲ့တာဖြစ်ပါတယ်။ရင်းနှောင်းအဖွဲ့မှာစစ်ဘက်က၃ယောက်ရဲဘက်က၁၀ယောက်ရှိတဲ့စစ်ဘက်ကဒူဘိုချုပ်ကြီးကျော်ဆွေးဒူဘိုချုပ်ကြီးစိန်ဝင်းနဲ့ဘိုချုပ်အောင်သူဖြစ်တယ်။အခုတော့သူတို့လက်မရှိတော့ဘူး။ရင်းနှောင်းကလုပ်ငန်းစဉ်9ချက်နဲ့သွားတာ။အခုတော့စစ်တပ်က 73ယောက်ကိုခန့်ထားတယ်လို့သိရှိရပါတယ်ဒီဝါတဲ့အဲ့ဒါအစောဘုံကြီးကြောင်းတွေကိုပြန်လဲတိဆောက်တဲ့ခါမှာတော့မင်းအောင်လိုင်းအစိုးရအနေနဲ့ဘာမှဘလို့ခွင်းနေတောင်းစီရမလို့ပဲပြန်ဆောင်နေကြပြီးတော့အခုဆိုရင်တော့တို့ရင်ကြောင်းတက်ကြီးကိုလည်းပြန်ဆောင်နေအားလုံးဒီမှာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ကျွန်တော်စီရောက်လာတဲ့တတိနေထဲမှာတိုင်းကလင်ကြောင်းမန္တလေးတိုင်းထဲမှာပြိုကျပျက်စီးသွားတဲ့ဗလီတွေဘာသာရေးစာသင်ကျောင်းတွေပြန်ဆောက်ခြင်းဒီတလုံးကိုတင်းတရာကျော်ပေးရမယ်ဆိုပြီးဌာနဆိုင်ရာလူကြီးတွေကနေပြီးတော့လက်ငွေတောင်းခံနေတယ်လို့သိရှိရပါတယ်အခုပြည်သူများများပြားသိစေခြင်းနဲ့ဆိုလဲ ာလက်တွေ့တကယ်ဒီမှာခံစားနေရတဲ့သူတွေကပြပူထားတာဖြစ်ပါတယ်စာပြင်းဆောင်နေစောက်ပေးလေလက်ခံတယ်ဟိုဘက်ကဗလီစောက်ပေးလေကျွန်တော်တို့လက်ခံတယ်เนาะသူဘယ်ကကြွလာဘယ်မျိုးလာညောင်းอ่ะညောင်းဟုတ်ဟုတ်ဟုတ်ဟိုတွင်ကျွန်တော်တို့ဒီကပလီစောက်ဒါပလီစောက်ဒါမှသူတို့ကိုပြောတာပဲကျွန်တော်တို့ကစာပြင်းဆောင်ဆိုပြီးတော့ပြောထားတာပလီဆိုပြီးတော့သူတို့တရားဝင်ခွင့်မပြုဘူးခွင့်မပြုလို့ခွင့်မပြုလို့ခွင့်ပြုလို့ရှိရင်ကျွန်တော်တို့ကအလွန်စောက်ရှင်ပါတော့ သူမာကြီးတို့ကတကယ်လူများအမန္တလေးတိုင်းမန္တလေးတိုင်းဘာလို့ပြောလဲမာကြီးတို့ကတကယ်လူများဗျာကျွန်တော်တို့များအဲ့ဒီလူများသူပြင်းနေဆိုရှင်။ညာကြီးကျွန်တော်ကျေးဇူးတင်ပါတယ်။အလတ်ထံကအများကြီးပြောတယ်။ရေဆာဝန်ဆောင်စာရဆန်ပါ။ကြည့်ရအောင်။ကျွန်တော်တို့ဘုံကြည့်ရမယ်။စီးပင်းတွေပိုင်းမရှိဘူး။ဒီမှာမှကျွန်တော်တို့အစား။ဟုတ်တယ်ဆက်မြစ်တွေပိုင်းမရှိဘူး။ရှိ။ဆက်မြစ်နေမှာဟုတ်။ ီကတော့ယွမ်းမီပေါ့ဗျာအေးယွမ်းမီလေးယွမ်းမီယွမ်းမီစာချုပ်ပဲရှိတယ်တို့ဒီမှာစာချုပ်ပဲရှိတာလေဟိုဟိုတော့မြေတိုင်းရောမထုတ်ဘူးလားထုတ်ဘူးထုတ်ဘူးကျွန်တော်ကစီမင်းနေမဟုတ်တော့တယ်မထုတ်ဘူးစာကြေးယွမ်းမီပြန်ကြတော့ခဏလေးဟမ်ကြေးယွမ်းကြတော့ဆက်လက်ထုတ်ပြန်မှာလေးစာကြုပ်စရတော့ရှိစလစ်ကတော့မရှိဘူးနော်ဒီရွာလည်းဆက်ဆက်စာကြုပ်တွေပဲနေလိမ့်မယ်တရွာလုံးကိုကျွန်တော်တို့ရွာနေမရှိတာမဟုတ်ဘူးဒီနားမှာရှိတဲ့ရွာတွေဘုရားမသာရဲစာမရှိဘူးဘာမရှိဘူးဒီကကကျွန်တော်တို့ဟွာဆိုလို့ရှိရင်ဗျာ ဲ့ထင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါကျေးဇူးအများကြီးပါဟုတ်ကဲ့နော်အခုကျမကမလို့နီရဲ့လောက်ပါတော့ကျမနီရဲ့လောက်တကယ်လိုအပ်တဲ့နေရာပေါ့နော်တကယ် open တခုပြုတ်သွားတယ်ဆိုရင်ကျမကအူကြီးတော့ရှူသားခြင်းနဲ့ဟုတ်ကဲ့လက်ခံပေးမယ်ဆိုရင်လက်ခံပါတော့ကာကွယ်ဦးစီးချုပ်ကနေပြီးတော့မှလက်ရှိတိုက်ပွဲဝင်နေတဲ့စစ်တီတွေကိုကျွန်တော်တခုမေးမယ်ကျွန်တော်မေးမယ်နော်မင်းတို့ဘာလဲမင်းတို့ကမေးမယ်ပြောလိုက်ကြောင်ကြီးကမေးမယ်ပြောလိုက်နေမင်းတို့မေးကုန်နေပဲထုတ်နေကြတာပဲသူလည်းဘာမှမသိပါဘူးဆိုမှပဲ လုံရည်တွေမှန်ကန်နေခဲ့ရင်ကျွန်တော်တို့နိုင်ငံမှာဒီလိုစစ်ပွဲတွေရှုံးပြီးတော့မှဒီလိုစစ်ပွဲတွေရှုံးပြီးတော့မှတပ်မတော်အနေနဲ့စစ်ပွဲတွေရှုံးပြီးတော့မှအဲအရှုံးတွေတော့ဝန်ခံနေရပြီနော်ဘောမတိုက်ကတော့ကျွန်တော်တို့တပ်မတော်သားတွေအသက်တွေပေးဆက်နေရတာကအဲ့ဒါအမှန်တရားလားအမှန်တကယ်စစ်တိုက်နေရလားအမှန်တကယ်စစ်ဖြစ်နေရလားအမှန်တကယ်စစ်သားရောအောင်ပြောင်းနေတိုက်ပွဲဝင်နေလားဒီတိုက်ပွဲဝင်နေတဲ့စစ်သားတွေကဘာကြောင့်ကြောက်ရှုံးနေရလဲလို့ကျွန်တော်မေးချင်ပါတယ်ခင်ဗျကိုယ်ရည်မလို့လဲကိုယ်ရည်မလို့လဲဗါလေးတဲ့ ထို့အပြင်ဘောင်းမြင်အထက်တရောင်းရွာတွင်လည်းဟုံးမလင်းမှစုံစင်းလာသောကုန်တင်ရင်အစည်း200ကျော်ဝန်း KIA PDF မှပိတ်ဆို့ထားသည်မှာနလကျော်ကန်ဖြစ်နေပြီဖြစ်ပါသဖြင့်အကြမ်းဖက်သမားများဤထိန်းချုပ်မှုများအာကုညီကယ်တို့ပေးပါနိုင်ရန် လေးသာဟောတရင်ကျင်ညာတော့အာအာဆိုအော်ဝါသည်ရနော်အရှုံးနေများတဲ့ကောင်မှာအော်အောင်အော်နေတဲ့ဘောရောက်နေပြီအဲ့ဒါအပြင်တင်ပြရပါလေကိုဘုံမှာတစ်စင်းဟွန်းနိုင်ငံတော်အခြေခံများသိစေရန်ချင်းတွင်းဒေသပြည်သူများဆိုပြီးတော့ကျွန်တော်ပြောလာတယ် ကျွန်တော်ပြောချင်တာကလေတမတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ပေါ့နော်အဘကကျူကြီးဦးမေအောင်လိုင်းအဘကဒူချုပ်ကြီးဦးစိုးဝင်းနတ်ဆက်ကအစိုးရယူကျွန်တော်တို့ပြောချင်တယ်ကျွန်တော်တို့ကအပြစ်ကတ်ရဆဲပေးလိုက်တယ်ရန်သူတွေအခုလိုတိုက်လာတယ်အင်းတော်ခုလိုတမမှုဟာအဆင့်ထိနော်ဖြစ်သွားတယ်ကျွန်တော်ကစကားပြောတိုင်းမျက်မျက်တတပြောလို့ပြောတာရှိတယ်ကျွန်တော်လုံးဝမပြောတာလည်းကြားပြီး တချို့သောအောက်ခြေရာချစ်တီစသားတွေကကျွန်တော်တို့ပြောတယ်ဒီနေ့တော့ပြောတယ်သူဦးသူစားကိုဦးကိုစားပေါ့လေမင်းတို့စားရတဲ့နေရာဘယ်နေရာရှိလဲလို့ငါမေးချင်တာဟမ်ပို့ပေါ်တဲ့နာနေပို့တဲ့နေအလုပ်တွေလုပ်အဲ့လိုပြောရင်လည်းမကြိုက်ပြန်ဘူးနော်ပြီးရင်ကျွန်တော်တို့ကောင်မျိုးဖမ်းကျင်သေးတယ်တက်မတော်ကတက်မတော်တွေကအာကျွန်တော်ဘုံနံပါတ်တွေပါတယ်အားတိုင်းလို့ဘာတွေလုပ်နေရတော့ခင်ဗျားတို့ ကိုလုံးရမယ်လို့ကိုဘလို့ခဲနဲ့ကြောင်းတော်တော်ဟိုလေးစောက်ကလေးထားတဲ့အလုပ်တွေရှောက်လုပ်နေတာခင်ဗျားတို့ကျွန်တော်တကူပြောတာခင်ဗျားတို့မူဝါဒအောက်တကူမှာကြာရှုံးနေတယ်ဒီလားပြောလိုက်လာတိုက်လာတိုက်ပေါ်လေဟာအခုတိုက်တယ်လေတိုက်သွားပြီလေဘဝိန်တော်သိနေပြီနော်သူတို့ရဲ့စစ်တကကောင်းနေလေကြွားတာပြောလိုက်လာတိုက်လာတိုက်နဲ့အခု PDF တွေလာတဲ့ကောပါသွားပြီဆိုတော့ဘဝိန်တော်သိနေပြီကဲဒါတော့ဒီရဲ့ပိုင်းမှာတော်တော်လေးဟိုမှာဒီကောင်းနေအနေနဲ့တန်ဝေကရနေရလားဘဝတွေပဲပြက်နေရလားမသိပါဘူးတကူတော့တကူပါပဲဒီဘောမှာတိုက်ကတော့ တကယ်ကိုပဲ online ဘက်ကနေပြီးတော့ထုတ်ပြန်တဲ့သတင်းတွေဟာဗီဒီယိုရုပ်ရှင်မှတ်တမ်းတွေအားလုံးကိုပြည့်ပြည့်စုံစုံနဲ့ထုတ်ပြန်တာဖြစ်တဲ့အတွက်ငင်းမရတော့အောင်အထီကိုဖြစ်နေတာဖြစ်တဲ့အတွက်တော်တော်လေးမလုံးနေအောင်တွေ့ရပါလေဒီဘက်တစ်ဘက်ကလည်းကာကြိုကာဝေးဦးစီးချုပ်နေတဲ့ဝန်ကြီးချုပ်နေနဲ့ကအပြစ်ကတပတ်သက်ရက်စဲတယ်ဆိုပြီးတော့တိုက်တော့ကြားတော့တော့အောက်ကရှိနေတဲ့စစ်တီစစ်သားကလည်းတမမူးလို့ကောင်မျိုးတော်မှ၄၀မိကဗျာအိုက်ကောင်အောင်ကိုတက်လာသူ့နာမည်ဟုတ်လားကျွန်တော်ဒီလိုအချိန်ချင်းခါခါပေးဆက်နေရတာကျွန်တော်တခုပြောပြမယ်ဘာကာကြိုကြီးခင်ဗျာဟွန်း အောက်ခြေစစ်ပြီးစစ်သားနဲ့အလဲအလဲမှာရှိနေတဲ့အ ਨੇ တို့ဘူဝမှုလို့တမမှုလို့တရားနဲ့ကာသရာမှုနဲ့ပြီးညကူကြီးနဲ့အဘကကြောက်ကြီးနဲ့ဂျာမလေးငါးချင်းလောက်ခံနေတယ်နော်အဲ့တော့လေးငါးချင်းလောက်ခံနေတော့တချို့တော့အရာတွေကမရိုးချင်းမဘူးလို့ကျွန်တော်တို့ကပြောချင်တာပြောချင်တာအောက်မှာလည်းကျွန်တော်တို့ပြောတယ်ပဲတိုင်းပြည်တွေလုံးလုံးနဲ့အားလုံးလုံးနေကြတာပဲ လုံနေကြတဲ့အလုပ်တစ်ခုကဒေတာတွေအချက်အလက်တွေမှန်ကန်နေလားတိကျနေလားဒါတကယ်လို့ကျွန်တော်တခုတော့မေးမယ်ဗျာတက်မလို့ကာကွယ်ဦးစီးချုပ်ကနေပြီးတော့မှလက်ရှိတိုက်ပွဲဝင်နေတဲ့စစ်တီတွေကိုကျွန်တော်တခုမေးမယ်ကျွန်တော်မေးမယ်နော်လုံရနေမှန်ကန်နေခဲ့ရင်ကျွန်တော်တို့နိုင်ငံမှာဒီလိုစစ်ပွဲတွေရှုံးပြီးတော့မှဒီလိုစစ်ပွဲတွေရှုံးပြီးတော့မှတက်မလို့အနေနဲ့စစ်ပွဲတွေရှုံးပြီးတော့မှ လက်ရှိအခြေအနေမှာကတော့စစ်မှုထမ်းဥပဒေနဲ့မတရားစစ်သားဆုံခံတဲ့သူတွေတော်များအပြေးနေတဲ့အနေအထားတစ်ခုရောက်ရှိနေပါတယ်။ကိုလိုင်းချက်တွေတို့ရောက်လာတဲ့အခါမှာတော့သူတို့တွေရဲ့ပြောပြချက်အရစစ်ကောင်စီရဲ့အမိန်ကတော့အင်ကိုထင်းဘွားကိုဟင်းဆိုပြီးတော့ပိတ်နေထပြီးတော့ဒီသူတွေရဲ့ရွာတွေကိုကုစစ်ဆင်ခိုင်းနေဆိုတာရှိလာပါတယ်။ဒါကတော့အခုမှမဟုတ်ပါဘူး။ရင်ထဲကကောင်တွေရဲ့လောက်ရက်တွေဟာပေါ်နေခဲ့တာဒါကပဲပါပြီ။ဒီလိုဆိုစစ်ကောင်စီနဲ့ကျွန်တော်တို့ဒီတော့ဒီလူကွယ်ရည်တွေနေတာ တိပခိုက်ဖြစ်နေကြတဲ့အချိန်မှာစစ်တီဖြစ်နေတဲ့အချိန်ဆိုတော့သူတို့ကတော့ပြောတာပါဗျာစိတ်ဆက်သွားလို့ရှိရင်ဒီတော်လန်ကြီးတဲ့ပါဝါရင်မင်းတို့တေဝါနိုင်တယ်လို့ပါလို့ကျွန်တော်တို့အဲ့လိုပြောတာပါအဲ့တော့အဲ့မှာမအဲ့ရပဲနဲ့ညရင်းချင်းကားနဲ့ကိုပြည့်စုံကိုသူတို့ကခေါ်ရလားအဲ့မှာတော့ခဏနားသေးတယ်ဗျာဘာမှတော့မကြွေးဘူးဟိုက3နာရီကျော်လောက်လဲကျော်ကားဆထွက်တယ်ဗျာရောက်တော့မူလင်းရောက်တော့ဒီဒီအမျိုးဖြစ်နေတယ်အဲ့ဒီလေဟိုကားပေါ်မှာဘသူတွေပါလဲကိုပြည့်စုံတယောက်တည်းပဲလားဟို ဟုတ်ကဲ့ပြည်သူဆိုတော့ကျွန်တော်တယောက်ပဲပါတယ်သူတို့ရဲဘော်နှစ်ဦးပါတယ်ဗိုလ်ကြီးတူဦးပါတယ်ခါလာရ98စုဆောင်ရေးတက်ရောက်မှာကိုပြေဆောင်တိရလားဒါမှမဟုတ်ဟိုဘယ်ချိန်မှာတိသွားလဲကိုစစ်သားစုဆောင်ခံလိုက်ရပြီဆိုတာလေဟုတ်ကျွန်တော်အဲ့ဒီဒီရက်နေသူတို့အုပ်ကြီးတို့နဲ့တိုင်ပင်ပြီးတော့ကျွန်တော်လိုက်ပို့မယ်ကားပေါ်တက်ဆိုကျွန်တော်လိုက်ထွက်နဲ့လိုက်ပို့တယ်ပြန်လိုက်ပို့တော့ပြီးတော့ကျွန်တော်တို့ခါလာရ98ထဲဝင်သွားတော့အဲ့ဒီနောက်ပိုင်းဆက်ပြီးကျွန်တော်လည်းအဲ့မှာကျွန်တော်တို့အရင်ရောက်နေတဲ့မဲပေါက်တွေဆိုတဲ့လူတွေရောအဲ့ဒီနောက်မှတိလိုက်ရတဲ့ပေါ်တာဆွဲခံရတဲ့လူတွေနဲ့စတွေ့တော့မှာ သူတို့ကလည်းကျွန်တော်ရဲ့ဖြစ်ရမှမေးကြတာပေါ့တူနဲ့တူစကားဖလှယ်ကြတာပေါ့ဟုတ်စကားဖလှယ်တော့ကြမှာကျွန်တော်ကစစ်တဲကိုရောက်သွားပြီဆိုတော့တီးလိုက်ရတယ်အဲ့ချိန်ဒီကိုပြည့်စုံရဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့မိသားစုနဲ့အဆက်အသွယ်မရဘူးဟုတ်မရသေးဘူးအဲ့တော့ဘယ်ချိန်မှာမိသားစုနဲ့အဆက်အသွယ်ရလဲတင်တန်းစင်းရနီးမှာရဆိုတော့အဲ့ခါလာရ98ကနေကိုပြည့်စုံဘယ်ကိုတင်တန်းတွတ်တက်ရဟုတ်ကျွန်တော်လေကူးမြို့ရဲမော်တက်ရာကတ်တက်နှစ်ရာခိုင်နှစ်အချက်ကြီးတင်ကြောင်းမှာတက်တာ ဆိုတော့အဲ့ဒီလေကိုကတသားစုဆောင်ခံလဲရပြီလို့တခြားသူတွေလည်းပြောရင်းဆိုရင်တည်သွားတဲ့အချိန်မှာပေါ့နော်အဲကိုပြည့်စုံရဲ့စိတ်ထဲမှာဘာဖြစ်နေလဲကျွန်တော်အဲ့လိုတည်လိုက်တဲ့အချိန်ကစပြီးတော့စိတ်တက်တော့ကြသွားခဲ့ဗျဒါလို့ဆိုကျွန်တော်တို့ကလည်းအခုကိကာလာရဲ့ online case ဆိုတော့ live mode မှာလည်းတွေ့နေရတာဟို live mode မှာတွေ့နေရဆိုတော့ကျွန်တော်လည်းအဲ့လိုကြီးမဝင်ကျင်ဘူးပေါ့ဒါပေမဲ့မဝင်ကျင်ဘူးဆိုတော့သူတို့ဥပဒေအရတော့ကျွန်တော်တို့ကပြည်စံလို့မရတဲ့အခြေအနေရှိတယ်ဗျတော့ထွက်ပြစ်မယ်ဆိုလည်းအသက်အန္တရာယ်နီးနိုင်တယ်ပေါ့အဲ့ဒီမှာကျွန်တော်ကတော့အကြံစီတော့ရှိတယ်ဒါပေမဲ့ အများနဲ့ဆိုတော့လေကျွန်တော်လုံလန်းထွေးလာပုံစံမျိုးနဲ့ပဲလိုက်သွားမယ်တင်းနေပြီးအောင်တက်ပြီးတော့မှကျွန်တော်အချိန်တကူရရင်ကျွန်တော်ထွက်မယ်ဆိုပြီးတော့စိတ်ကူးမျိုးတော့ရှိတာပေါ့ဟဲ့အားလုံးပဲတကယ်လို့ယုံထွက်မနေနိုင်တဲ့အခြေအနေဒီခုနဲ့ယုံဆိုင်ရတဲ့ခါကျရင်အခုလိုမျိုးစိတ်ပိုင်းပြထားဖို့လိုပါတယ်ဒါမှလည်းလွတ်တဲ့ချိန်မှာလွတ်တူထွက်လာလာတယ်ဖြစ်ပါတယ်တင်းတင်းနန်းရောက်သွားတော့တင်းနန်းမှာဘာတွေပြောလဲလက်ရှိနိုင်ငံနဲ့ပတ်သက်ဘယ်လိုဝါဒဖြန့်လဲဆိုကျွန်တော်တို့အခုလက်ရှိပေါ့ PDF ရဲ့မကောင်းကြောင်းပေါ့အဓိကထားယူဝါဒဖြန့်ပြီး PDF က တင်နန်းနဲ့ပတ်သက်လို့တပတ်လောက်ပဲတင်ရတယ်လက်နက်နဲ့ပတ်သက်လို့ဘာမှမတင်ရဘူးမင်းတို့အထက်သူတို့ကနေပါတယ်ပြီးတော့သူတို့ကကျတော့ဝယ်သုံးပစ္စည်းနဲ့ပတ်သက်လို့ဝယ်သုံးရတယ်ငါတို့ကျတော့နိုင်ငံတော်ထောက်ပံ့တာနဲ့သုံးရတယ်မင်းတို့ပက်တော့မှမရှိဘူးမင်းတို့နိုင်ပဲနိုင်ရမယ်ဆိုတဲ့စကားလုံးကတော့နှိမ့်တိုင်းရိုက်သွင်းနေတယ်ကျွန်တော်တို့ဆိုတော့အဲ့ဒီတင်နန်းနဲ့ရောက်နေချိန်အတွင်းမှာဗနကိုပြေစုံလဲအရှိမှာပြောသွားရှိရလေဆိုတော့ထွက်ပြေးဖို့လဲစိတ်ကူးရှိခဲ့ဆိုတော့ကိုယ်တိုင်ကရောအဲ့လိုမျိုးထွက်ပြေးဖို့ဟိုတိုင်ပြင်ပြတာရှိလားဒါမှမဟုတ်ဘလိုရီစီစဉ်တာမှရှိမလဲဟုတ်ရှိပါရဲ့ကျွန်တော်တို့ ကိုးရောက်ပေါ့ခဏခဏတိုင်ပင်ဖြစ်တယ်ဗျတိုင်ပင်ပြီးတော့ကျွန်တော်တို့အဲ့ဒီတင်တဲ့ကြောင်ကြီးရဲ့နောက်ကွရာကျတော့တောပပက်လေးဆိုတော့ကျွန်တော်ကဒီလမ်းလေးလည်းမကျွမ်းကျင်ဘူးကျွန်တော်ကဂျပန်ပြေးမယ်ဆိုကျွန်တော်တို့အသက်အန္တရာယ်များတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီတိုင်ပင်ုံတက်တက်ပဲရှိခဲ့တာပေါ့မပြေးပြေးကြောက်ဘူးအဲ့တော့အဲ့ဒီတင်တန်းကြောင်ပြီးတော့ကိုပြေစုံတို့ကိုဘယ်ဒီကိုပို့လဲစစ်တက်ကဘယ်ပို့လဲဆိုကျွန်တော်တို့တက်မကုကုလောက်ခင်105ခလာရ105ကိုပို့တယ် ကိုပြေစုံအဲ့တရ9ကဘယ်မှာအခြေဆိုင်လဲပဲခူးအင်းတကုံအခုကိုပြေစုံထွက်ပြေးခဲ့တဲ့နေရာကြတော့စကိုင်းတိုင်းဖြစ်နေတယ်ပေါ့နော်ဘယ်လိုရောက်သွားလဲစကိုင်းတိုင်းထပ်ပုတ်ခံရတာလားအခုဒီစကိုင်းမုံရဘက်မှာစစ်ဖြစ်နေတယ်ပေါ့ဟာကျွန်တော်တို့နောက်ကနေပြီးတော့ထောက်ပေးဖို့ဆိုပြီးလူအင်အားခေါ်တယ်လူအင်အားခေါ်တော့ခေါ်ကျွန်တော်တက်မကုံကနောက်ကခလာ105နေပြီးတော့ကျွန်တော်လူရ30ထွက်လာခဲ့ရတယ်အဲ့ကနေပြီးတော့ကိုပြေစုံဒါစကိုင်းတိုင်းနဲ့ရောက်သွားတာပေါ့ဟုတ်ကဲ့ပြီ ဆိုတော့သခိုင်းတိုင်းထဲမှာကိုပြည့်စုံဒီစစ်တပ်ဘက်ကနေပြီးတော့ထွက်မလာခင်ပေါ့လေမိသားစုနဲ့အဆက်အသွယ်ရခဲ့တဲ့အချိန်တွေရှိလားအဲ့တော့မိသားစုနဲ့ဘာပြောပြလဲဟုတ်ပြောပြတယ်မိသားစုကိုလည်းလှမ်းဆက်ပြတယ်ပေါ့ကျွန်တော်ရဲ့ချစ်တီအခုလက်ရှိဖြစ်နေတဲ့အနေအထားတကူကိုတော့လှမ်းပြောပြပြတော့အင်အားလည်းမကြိုက်ပါဘူးအစကတည်းကလမ်းမှာဒီလိုပေါ်တာစွက်ခံရတယ်ဆိုတော့သူတို့လည်းဘာမှလုံးမပြနိုင်တော့ဘူးဒါပေမဲ့နောက်ကနေပြီးတော့အကြံပေးတယ်ပေါ့ဟုတ်ကျွန်တော်ဘယ်လိုကြံနေပေးလဲမိသားစုကဖတ်ပြဖို့ อืมตะกอนซีก็นี่ถั่วปี้ปุโอเคมีตาซูอ่ะไอ้ละမျိုးโกโกပြည့်စုံပေါ့เนาะစစ်တက်ထဲရောက်နေတာတိသွားတဲ့အချိန်မှာဟိုရှော့မရသွားတော့သူတို့ခိတ်လန့်သွားမှာမရှိလားလန်းတော့လန်းသွားပါတယ်သူတို့ကလည်းဘာလို့ဆိုလက်ရှိကအကုန်လုံးက online မှာပြန့်နှံ့နေတာဆိုတော့စိတ်ပူသွားတာပေါ့သကိုင်းတိုင်းနဲ့ကနေပြီးတော့ထွက်ပြေးဖို့ဘလို့အကြောင်းဖန်လာတယ်ကျွန်တော်တို့အဲ့ကိစ္စလေးရှင်းပြပါဘလို့ဖန်လာလဲဆိုတော့ရှင်းဆက်ပြီးတော့လဲကျွန်တော်တို့ကသူတို့နဲ့ဘလို့မှလက်တွဲလို့အဆင်မပြေနိုင်ဘူးညာဘာလို့ဆိုကျွန်တော်တို့ကငတ်တက်လက်ပြက်တက်လက်လည်းဖြစ်နေရတယ် ဘလို့မှကျွန်တော်တို့ပြန်ခုခံဖို့ဆိုတာလည်းအဆင်မပြေကြဘူးဆိုတဲ့အကြောင်းရကျွန်တော်တို့ဒီလက်နက်နဲ့ပတ်သက်လို့လည်းဘာမှကောင်းကောင်းမမတင်ကြခဲ့ရဘူး။ MA1 တစ်လက်တောင်ကောင်းကောင်းမပြစ်နိုင်လို့ဆိုတော့ဘလို့မဖြစ်နိုင်ဘူး။ကိုပြည့်စုံကစကိုင်းနဲ့ကဘယ်တက်ကိုရောက်သွားရလဲပြီးတော့ဘယ်ရွာတွေကိုဝင်ပြီးတော့ဘာတွေလုပ်ရလဲ။ကျွန်တော်တို့ဘကူကနေပြီးတော့ထွက်လာတော့တော့စကိုင်းတက်မှတ်သွန်းသွန်းမှာကျွန်တော်တို့ဝင်နားတယ်ပေါ့နှစ်ရက်နားတယ်ပေါ့။အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့မုံရွာအမှန်ကတက်ကိုစကိုင်းမှာကျွန်တော်တို့ဆက်နားတယ်။အဲ့ကနေပြီးတော့ ရှေ့တန်းကိုအပုတ်ခံရလားဘလို့အခြေအနေမျိုးနဲ့ကြုံရလဲရှေ့တန်းကြီးတော့ကျွန်တော်တို့ကအလို့တော့မသွားရသေးဘူးပေါ့လက်ရှိသူတို့ကပို့ဖို့တော့အကုန်လုံးစီစဉ်နေပြီပေါ့ကျွန်တော်လက်ရှိကတော့ဒီရွာတွေရွာတွေကိုကျွန်တော်တို့ဝင်နေအဲကျွန်တော်တို့မှရိတ်ကမပါဘူးဆိုရင်တွေ့တာဆွဲတယ်အဲရိတ်ကကြီးဆွဲကြတယ်ရွာတွေကလူတွေကကိုပြေစုံတို့စစ်ကြောင်းဝင်လာတဲ့အချိန်မှာထွက်ပြေးသွားပြီလားအဲ့လိုကျွန်တော်တို့စစ်ကောင်စီဝင်လာပြီဆိုတော့ဟုတ်ပြေးကြတယ်ပေါ့အားလုံးဆိုပေါ်တာတွေကဆွဲနေတာဆိုတော့အကုန်လုံးမနေရဲကြတော့ဘူးအဲ့တော့ကိုပြေစုံတို့ကကြံခဲ့တဲ့အိမ်တွေနောက် ဟိုသူတို့ရဲ့ပစ္စည်းတွေရိတ်ခါတွေကိုဟိုဟာယူကြတာပေါ့ဟုတ်ကဲ့ဗျဟုတ်အဲ့လိုယူဖို့ဘသူကညွန်ကြလဲအထက်ကအမိန်ပေးအထက်ကအမိန်ပေးလို့လုပ်ရတယ်ဘလို့အမိန်ပေးလဲကိုပြေဆုံးဘလို့ကြုံခဲ့ရလဲကျွန်တော်တို့မှာရိတ်ခါမပိုင်တဲ့အတွက်အဆင်မပြေနိုင်ဘူးအဲ့ဒီတွေမင်းတို့တွေရိတ်ခါကိုလုံလုံလောက်ယူရမယ်ဆိုပြီးကျွန်တော်တို့ဝင်ယူရတယ်ဗျသူကအမိန်တစ်ခုထက်ပြီးတာမင်းတို့မှတ်ထားကြီးငါတို့ရှီမှာနွားဆိုတာဟင်းအိမ်ဆိုတာထင်းနဲ့အဲ့လိုတော့ပြောရတယ်အဲ့နွားဆိုတာဟင်းအိမ်ဆိုတာထင်းဆိုတဲ့ ဒီစကွေးတက်ကိုတော့အမြန်ဖြုတ်နိုင်တော့ပြည်သူတွေရဲ့နွားတွေနဲ့ပြည်သူတွေရဲ့အိမ်တွေကတော့စိုးရိမ်စရာဘယ်လောက်ရှိလဲဆိုတာအားလုံးတွေ့ရှိမှာဖြစ်ပါတယ်